။ Furniture IQ နိုင်သူတွေကဘတ်ဂျက်ဆွဲပြီဆိုလို့ရှိရင်သူတို့ရဲ့အသုံးစိတ်ပေါ်အခြေခံဆွဲပြီး Furniture IQ မြင့်သူတွေကတော့သူတို့ရဲ့ personal budget ဆွဲပြီးဆိုရင်သူတို့ရဲ့ဝင်ဝေပေါ်အခြေခံဆွဲကြပါတယ်။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်ဒီနေ့မှာတော့ကိုယ်ငွေကြေးချက်တဲ့စီမဲ့ budget နဲ့ကိုယ်ငွေကြေးကြွယ်ဝစီမဲ့ budget ဆိုတဲ့ဒီ budget အမျိုးအကြောင်းကိုကျွန်တော်ပြောပြပေးသွားချင်ပါတယ်။ကျွန်တော်တို့ ဒီ personal finance မှာဒီ budget ဆွဲတာကအချိန်ကြာတဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဒီဝင်ဝေခန့်ဝေတွေကို control ကောင်းကောင်းလုပ်နိုင်ဖို့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီ personal budget ကအရင်အရေးကြီးပါတယ်ကျွန်တော် personal budget ဆွဲတဲ့အခါမှာအကိုရဲ့ mindset ပေါ်အခြေခံပြီးဆွဲကြရတယ်ဆိုပြီးတော့ဒါ personal finance group တချို့ပြောကြတာရှိတယ်ပေါ့လေဆိုတော့ personal budget ဆွဲတာနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ကနှစ်မျိုးနှစ်ဆရှိတယ်ပေါ့လေပထမတစ်မျိုးကကျတော့ ဒီ financial IQ အားနေတဲ့သူတွေငွေကြေးစီမံခံမှုအားနေတဲ့သူတွေပေါ့နော်သူတို့ဆွဲတဲ့ budget ဖြစ်ပါတယ်။ဟိုမှာသူတို့ကကျတော့ budget ဆွဲပြီဆိုလို့ရှိရင်သူတို့ရဲ့ဒီအသုံးစိတ်ပေါ်အခြေခံပြီးဆွဲလေးဆွဲတာရှိကြတယ်။ဟိုမှာသူကဝင်ငွေတစ်ခုရလာပြီဆိုရင်သူက300ရှိတာတွေရှောက်သုံးတယ်ပေါ့နော်။အရင်ပြီးမှသူကျန်တဲ့ဒီပိုရှံမှစုဆောင်းရင်းနှီးမြှုပ်နှံမှုပေးဆောင်သူတို့လုပ်လိလုပ်တာရှိရတယ်။သူကကျတော့ဒီဝင်ငွေနည်းတယ်ဆိုလို့ရှိရင်အသုံးစိတ်ကိုလျှော့လိုက်တယ်။ဝင်ငွေများပြီဆိုလို့ရှိရင်သူတို့က300ရှိတာတွေသူတို့လိုလိုမလိုလိုရှောက်သုံးပြတယ်။ ပြီးမှပို့တဲ့ဟာအောင်မှသတို့ရဲ့ဒီစုဆောင်ရေးနှိမ့်ညွှန်းတာမှုတွေကိုဖဲ့ကြတယ်ဗောလေဆိုတော့ကျွန်တော်တို့ဒီကိုယ့်ရဲ့အနာဂတ်ငွေကြေးကြေဝါမှုအတွက်ဆိုရင်ကျွန်တော်တို့ဒီ saving နဲ့ investment က important ရေးကြည့်ပါတယ်ကျွန်တော်တို့ဒီ personal budget ဆွဲကြတဲ့ကကိုယ့်ရဲ့ချိုးစားလိုက်ဒီပုံလေးတွေပုံပြီးတော့ကျွန်တော်ဆွဲကြတာရှိတယ်ဒါပေါ်တော့ကိုယ့်ရဲ့ကျွန်တော်အခြေခံအသုံးစရိတ်တော့ကဘလောက်အကိုလှုပ်ချင်တာလေးဒီ one stock ကဘလောက်ကျွန်တော် saving နဲ့ investment တော့ကဘလောက်ဆိုပြီးတော့ကျွန်တော်ပုံမှန်ဆွဲလေးဆွဲတာရှိကြတယ်ပေါ့လေဆိုတော့ ဒီ function IQ အားနေတဲ့သူတွေကြတော့ तू က30ရှိတာအရင်သုံးပြီးမှခုနလိုဒီ budget ဆွဲတဲ့ကိစ္စကိုလုပ်တယ် civic investor နောက်ဆုံးမှလုပ်တယ်ပေါ့လုပ်တယ်ဆိုတော့သူတို့ကမဟုတ်ဒီနေ့ခေတ်မှာဆိုကျွန်တော်ပို့သီးတာ30ရာတွေလည်းကျွန်တော် implement များတယ်ညာဒီ mobile ဖုန်းတစ်လုံးနဲ့ရနေပြီးတော့ပစ္စည်းအများကြီးဝယ်လို့ရတယ်ကျွန်တော် digital pay တင်နေလို့လို့ခြေလို့ရနေတဲ့အခြေအနေမှာကိုယ့်ရဲ့ emotion ကိုမထိနိုင်သေးရေကျွန်တော်တို့ရဲ့အသုံးစိတ်တွေကဒါအများကြီးဖြစ်နေမှာလို့ကျွန်တော်တို့ဒီစိတ်ကမ်းသာချက်ကိုမထိနိုင်မှန်းနဲ့ရှောက်တော့တဲ့ကိစ္စတွေပေါ့ဒါအများကြီးဖြစ်နေတယ် နောက်ထပ် budget တစ်မျိုးကတော့ကျွန်တော်တို့ဒီ furniture icon မြင်တဲ့သူတွေငွေကြေးစီမံခံဝန်မှုအကောင်အောင်လုပ်တဲ့သူတွေပေါ့သူတို့ရဲ့ budget ဖြစ်ပါတယ်သူတို့ကကြတော့ budget ကိုသူတို့ရဲ့ဝင်ငွေပေါ်အခြေခံပြီးဆွဲကြတယ်သူတို့ကဝင်ငွေတစ်ခုရလာပြီ income တစ်ခုရလာပြီဆိုတော့ရှင်သူတို့ခုနလို budget ဆွဲလိုက်တယ်အဲ့ဒီမှာဒီသူတို့ရဲ့အနာဂတ်တော့အရေးကြီးတဲ့ဒီ saver and investment ကိုမဖြစ်မနေရင်လုပ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ကဒီ personal finance ကို pay you are self first ဆိုပြီးတော့ပြောကြတယ်ပုဂ္ဂိုလ်အရင် pay ပေါ့လေဆိုလိုတာကတော့ ကိုယ့်ရဲ့အနာဂတ်အတွက်အရေးကြီးတဲ့ saving နဲ့ investment ကိုအရင်လုပ်ပြီးမှကျွန်တော်တို့ကိုယ့်ရဲ့ဒီ expand လို့ liabilities တို့လို့ဆိုပြီးတော့အဲ့တော့ပြောတယ်ပေါ့လေဆိုတော့ဒီငွေကြေးစိတ်မခံခွဲမှုကောင်းတဲ့သူတွေကြတော့အဲဒီလိုမျိုးလုပ်တယ်ပေါ့ကျွန်တော်တို့ကသူဟိုဝင်ရလာပြီဆိုတော့ရှင်ကျွန်တော် saving နဲ့ investment ရအောင်လိုက်တယ်ပြီးတော့မှအဲသူကသူ့ရဲ့အသုံးစိတ်တို့မှာလို့ပေးဆောင်ဆက်လုပ်တယ်ဆိုတော့ကျွန်တော်တို့ဒါလည်းအင်မမှတ်သားရကောင်းပါတယ်ကျွန်တော်တို့ကသူတို့ကတကယ်လို့မှဒီသူတို့တစ်ခုခုအသုံးလို့တယ် အဲ့တော့ကျွန်တော်စင်ကန်ပစ္စည်းတစ်ခုလိုရဆိုလို့ရှိရင်လည်းတို့ကတို့ဝင်ငွေကိုဒီ SST သူတို့နောက်ထပ်ဝင်ငွေလမ်းကြောင်းနေတို့ကအရင်တိဆောက်တယ်တိဆောက်တယ်အဲ့ဒီမှာရလာတဲ့အကျိုးမြတ်ကိုမှဒီတို့ရဲ့ဒီစင်ကန်ပစ္စည်းတွေအတွက်တို့လိုချင်တာအဲ့ဒါကိုတုံးတယ်ပေါ့ဒါကြောင့်မို့ကျွန်တော်တို့က personal budget နဲ့ပတ်သက်လို့ရှိရင်ဒီနှစ်ချက်ကိုကျွန်တော်တို့ကသတိထားဖို့အရေးကြီးပါတယ်ဟိုမှာကိုယ့်ငွေကြေးကျော်သွားတဲ့မှာ budget လားကိုယ့်ငွေကြေးကျက်တဲ့ဒီမှာ budget လားကျွန်တော်အင်တန်အရေးကြီးတယ်အဲကျွန်တော်တို့ဝင်ငွေပေါ်အခြေခံပြီးတော့ စွဲမှာလားကျွန်တော်တို့အတုံးစိတ်ကိုအခြေခံလို့စွဲမှာလားဒီနှစ်ခုကျွန်တော်တို့သတိပြုဖို့အတန်းကြီးဖြစ်ပါတယ်ကိုယ့်ရဲ့ဘတ်ဂျက်ကကိုယ့်ရဲ့နာခံမှုပြည့်ကျော်မှုအခြေအနေပေါ်မှာအပြည့်အဝအများကြီးရှိမှဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်